ာမန်ဆိုရုံးမဟုတ်ဘူးလေဥကြသူလည်းမင်းသားတကယ်နာမည်ကြီးမင်းသားတလည်းပဲအဲ့တော့သူလေးသူမလေးတွေပြောရတာပေါ့နော်ပိုအင်အားတောက်ဒီနေ့မှသူကအိမ်ခွဲနေတာအေးအေးဒီနေ့မှအိမ်ခွဲမင်းနေမှာဟုတ်တယ်ဟုတ်တယ်မင်္ဂလာရှိတဲ့အိမ်သက်ကလေးမှာမင်္ဂလာဦးဇနီးမောင်နှံပြောပြောရွှင်ရွှင်နဲ့ရတ္တပန်နေနိုင်ပါသေးဘူး။ဟိုအိမ်ပေါ်နေရသမီးလေး။အန်ဒီမှာတော်တော်နဲ့မလွတ်ကျင်သေးဘူး။ အဲ့ကြောင့်မြန်မာပြည်တစားငန်းနေမှာပါပဲတနာပါလေမြန်မာစိတ်ချသွားရင်လေစိတ်ချသွားပါပြီစိတ်ချပြီဒီဒီကလေးနဲ့ဆိုတော့သူတို့နေရောက်ဆိုတော့စိတ်အံ့ပြပါမြေဝဆောင်ကမင်းသမီးပိုးတဲ့တိုက်လေးတရားရဲ့ဆိုင်ရသူပဲစီစဉ်ပေးလိုက်တာသူပဲစီစဉ်နေတာတောက်လျှောက်ဟဲ့လားပေါ်လာတဲ့နော်လာခြင်းနဲ့ဒါပေမဲ့သူမှသူဟိုမှာခလေးကြောင်းရှိသေးတယ်အဲ့ဒါကြောင့်အပြင်မှာပေါ်ဘလောက်ပြောင်းပြောင်း မေရေကြည့်ပြီးတော့ပြောနေတယ်။အေးပြောနေတာသူပြောနေတာ။သူစင်မေးလား။သူပဲယူသူပဲချုပ်။သူသူဆိုင်ရပစ္စည်း။မင်းစပင်းသားပါ။မင်းစပင်းသားပါ။မင်းစပင်းသားလိုက်တာ။